Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့မနက်ခင်းပိုင်းမှာဆိုလို့ရှိရင် Manchester United နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့အပြောင်းအရွှေ့အကြောင်းကိုကျွန်တော်တို့သာဆွေးနွေးသွားကြပါမယ်။ဆိုတော့အသင်းရဲ့ဘက်ကတော့ဂိုးသမားဖြစ်သူနေရာကိုအဓိကထားပြီးတော့နေရာဒီပြောင်းရွှေ့မှာပြောင်းလဲဖို့မရှိဘူးဆိုတဲ့သတင်းတွေအပြင်တခြားကျွန်တော်တို့ရထားတဲ့အပြောင်းအရွှေ့အကြောင်းဝါလေးတွေလည်းကျွန်တော်တို့ရှိရပါတော့။ဒါလေးတွေလည်းကျွန်တော်ဆွေးနွေးသွားကြပါမယ်။ဆိုတော့ကိုရီဘွဲကဒီညထင်ပါရဲ့နော်။ဒီညဆိုတော့ ုံးတဲ့တိုင်းပဲပေါ့ဗျာကျွန်တော်ဒါဝက်ချလောင်းအစီအစဉ်တွေပါတယ်ကျွန်တော်ရှိတယ်ပေါ့နော်နီးပြဖြစ်တဲ့ကျွန်တော်ဒါရူဘင်အမိုရီနေနဲ့เนาะဘိုလူဝဲမတိုင်ခင်မှာဘလူလူစီနေနဲ့ပွဲထွက်လာမလဲသူကတော့ဘိုလူဝဲမှာကစားမယ်အတိုင်းကစားမယ်ဆိုပြီးတော့ပြောထားတဲ့အကြောင်းအရာတွေချို့လဲရှိတယ်ဆိုတဲ့အခါကျတော့လူစင်းင်းကိုပြောရလားကစားတဲ့ပုံစံကိုပြောရလားပါညာဒါတည်းရတော့ကျွန်တော်စောင့်ကြည့်ရမယ်ပေါ့လေဆိုတော့ဒီညဝက်ချလောင်းအစီအစဉ်မှာကျွန်တော်ပေါ့နော်တွေးကြပါဦးမယ်အားလုံးမင်္ဂလာပါဆိုတော့အပြောင်းအရွှေ့နဲ့ပတ်သက်လို့ကျွန်တော်စပြီးတော့ကျွန်တော်ပြောရမယ်ဆိုရင်အတင်းကဒီ ထမဆုံးအနေနဲ့ပေါ့နော်မန်ချက်စတာယူနိုက်တက်ကလက်ခုအခုလက်ရှိပေါ့နော်အခုလက်ရှိနွေရာသီအပြောင်းရွှေ့မှာဂုဒမားနေရာကို အပြောင်းလဲအဓိက ထားပြီးတော့လုပ်ဖို့ဦးစားပေးစီစဉ်ထားခြင်းမရှိဘူးပေါ့နော် United ရဲ့ဘက်ကအပြောင်းရွှေ့ကတော့၃ခုလောက်၄ခုလောက်၄နေရာလောက်ထိကိုကျွန်တော်သာလှုပ်ဆောင်ဖို့ရှိတယ်ပေါ့နော်အဓိကဦးစားပေးပြီးတော့အသင်းဘက်ကအားဖြည့်သွားမယ့်နေရာတွေမှာ playmaker ပေါ့နော်ဒါ number 10ကိုကစားမှာ playmaker တအူးကျွန်တော်ရှိမယ် ြုလို့ရှိရင်ကျွန်တော်တို့တိုက်စစ်မှုတအူးကျွန်တော်တို့ရှိမယ်။ဒါအပြင် Central Midfield မှာကစားနိုင်တဲ့ကွင်းလေကစားမတအူးကျွန်တော်တို့ရှိမယ်။တဒီ၄ယောက်ထိအသင်းဘက်ကပေါ့နော်ကျွန်တော်တို့ကခေါ်ယူအားပြည့်ဖို့အတွက်ကျွန်တော်တို့ကအပြစ်မှတ်ထားထားတယ်ပေါ့နော်။ပြစ်မှတ်ထားထားတယ်။ဆိုတော့အသင်းအနေနဲ့ဘယ်လိုပြောမလဲ။ဘုသမားနေရာတို့ဘာလို့ကကျတော့အဲ့လောက်ကြီးကြီးကျွန်တော်ခေါင်းနေမရှိဘူးပေါ့ဗျာဆိုတော့ဒီနေရာမှာတစ်ခုရှိတာကတော့ဟိုဘယ်လိုပြောမလို့ဒါက 3ယောက်လောက်ပဲရှိသေးတာပေါ့ဦးစားပြီးနေရာကဒါ wing back တွေဘာတွေလဲပါရင်ပါလာဦးမှာပေါ့နော်အတင်းဘက်ကရည်ရွယ်ချက်ကတော့3ယောက်ကနေ4ယောက်လောက်ထိခေါ်သွားဖို့ဒါပြင်ဆင်ထားတာနော်3ယောက်ကနေ4ယောက်လိခေါ်ပြင်ဆင်ထားတာဒါအပြင် Mourinho ကနံပါတ်1ဂိုသူမာနေရာကိုအပြောင်းလဲလုပ်လို့တယ်နီးပြားကတော့လက်ရှိမှာ MOD သဘောမကျဘူးဗျာနော် MOD ဘာလဲဦးနနာကိုကျွန်တော်သဘောမကျတော့ဘူးပြောင်းလဲကြည့်နေပြီပေါ့နော်ဒါပေမဲ့လို့ကျွန်တော်အတင်းရဲ့ဘက်ကတော့ဦးနနာမထွက်မချင်း ငါတို့အနေနဲ့ဂိုးသမားနေရာကိုနောက်ထပ်ငွေတွေအများကြီးတုံးပြီးတော့ထပ်အားဖြည့်သွားဖို့မရှိဘူးဆိုပြီးတော့ယူဆထားတာအတင်းတောင်ရှိသူတွေရဲ့ဘက်ကလည်းဦးနန်းနာကဟိုပြီးခဲ့တဲ့ဒီဇင်ဘာ9ရက်နေ့ကဘောနော်ကျွန်တော်တို့က Northern Forest နဲ့ကစားခဲ့တဲ့ပွဲမှာ Morgan Gibson ရဲ့အဝေးကနေခံတဲ့ဂန်ချက်ကိုဘောနော်ဂိုးပေးလိုက်ရတဲ့အချိန်မှာဆိုလို့ရှိရင်သူ့ရဲ့ဆွမ်းဆောင်ရည်ကြလာတယ်ဆိုတော့သိထားတယ်ဒါပေမဲ့လို့ဘောနော်အဲ့ဒီမတိုင်ခင်မှာဆိုလို့ရှိရင်3လလောက်ထိကိုပဲ အန်ဒရယ်ဦးနနာက performance ကောင်းနေပြနိုင်ခဲ့တယ်ဆိုပြီးတော့သူတို့ကဒီဒီဘယ်လိုမလဲလက်ခံထားကြတာပေါ့ဗျာဒါကြောင့်အန်ဒရယ်ဦးနနာရဲ့နော်ဒီဆွမ်းဆောင်ရည်နဲ့ပတ်သက်လို့အသင်းဘက်ကပြန်ကောင်းလာနိုင်တယ်ဆိုပြီးတော့ယူဆထားတဲ့သဘောမျိုးပါနော်ဦးနနာရဲ့ agent တွေတို့ကိုယ်စလဲတွေကတော့ရှင်းနေအဲ sorry ဘက်ကရှိတဲ့ client တွေရဲ့ဘက်ကကန့်လန့်မှုတွေအခိုင်အမာရှိထားတဲ့အတွက်ပေါ့နော်အကဲလို့များတာ sorry client တွေရဲ့ဘက်ကတကယ်ကန့်လန့်လာပြီးတော့ ဦးနနာပြောင်းရွှေ့ခဲ့မယ်ဆိုလို့ရှိရင်တော့ United အနေနဲ့ဂူဒမာအသစ်ကတော့မဖြစ်မနေခေါ်ရမယ်ပေါ့နော်။ဒါ Manchester Evening News ရဲ့ Samuel Lescar ကကျွန်တော် report လုပ်ထားတဲ့သတင်းမှာဆိုတော့ခြုံကြည့်ရမယ်ဆိုရင်အသင်းဘက်ကဂူဒမာဦးနနာ မထွက်မချင်းကျွန်တော်တို့ဒါဂူဒမာအသစ်ဝယ်ဖို့မရှိဘူးပေါ့နော်။ဆိုတော့ဒါဆိုလို့ရှိရင် Andre ဦးနနာကထွက်ပါမလား။ Sorry Club ကလွဲရင် ကျန်တဲ့ဥရောပအသင်းတွေရဲ့ဘက်ကတော့ခေါ်လိုက်မယ်လို့လည်းကျွန်တော်မထင်ဘူး။ဒါတခြားမဟုတ်ဘူး။ဘာလို့လဲဆိုတော့ကစားမဖြစ်သူကိုကျွန်တော်ပြီးနေရတဲ့လောကလာစာကမသေးဘူးဗျာ။မသေးဘူးဆိုတော့ဟိုဘယ်လိုပြောမလဲ။ဦးနန္ဒာနဲ့ပတ်သက်ပြီးတော့ဗောနော်။ဦးနန္ဒာနဲ့ပတ်သက်ပြီးတော့ကိုရီးယား okay ဒီကောင်ထွက်မှာပဲငါတို့ခေါ်မယ်ဆိုပြီးတော့ကျွန်တော်လုပ်လို့မရဘူး။ငါတို့ဂိုးသမားပြောင်းဖို့လိုတယ်ဆိုလို့ရှိရင်အမှန်ကန်ပြောင်းမှရမှာ။နော်ငါတို့ဟိုဂိုးသမားကစားမထွက်နေတဲ့အထိကျွန်တော်စောင့်နေလို့ကျွန်တော်မရဘူး။ဒီဂိုးသမားကတော့ဆန်ရွတ်တဲ့နှစ်နှစ်လောက်ကျွန်တော်ကြံသေးတယ်။ တခြားဥရောပကလပ်တင်းရဲ့ဘက်ကခေါ်မေဆိုရင်တော့မှအန်ဒရီဦးနနာကိုလက်ရှိမန်ချက်စတာယူနိုက်တက်တင်ပေးထားတဲ့လောက်ခလာစားတိုင်းပေးနိုင်မှာလားကျွန်တော်မထင်ဘူးဆိုတော့ဟို choice ကတခုပဲရှိတယ်ဗျဦးနနာတို့ကငါယူနိုက်တက်မှာဆက်နေမယ်မဟုတ်ရင် sorry ကိုပြောင်းမယ်ဒါပဲ sorry ကလပ်တည်းရဲ့ဘက်ကလာသူ့ကိုပို့ပြီးတော့ယူနိုက်တက်လက်ရှိပေးတာတဲ့ကျွန်တော်အကျိုးခံစားခွင့်ဒီအများကြီးပို့ပြီးတော့ပေးနိုင်မှာအားကြမှာပဲကစားမကထွက်မှာပဲမဟုတ်လို့ရှိရင်ဒီထက်ပို့ပြီးတော့အကျိုးခံစားခွင့်နေမဲ့ကလပ်တင်းတွေကိုပြောင်းပါမလားဘာလို့ပြောင်းပါလဲနောက်ထပ်နှစ်နှစ်လောက်ထိ နှစ်နှစ်၃နှစ်လောက်ထိ Manchester United နဲ့ကျွန်တော်ဒါ၃နှစ်လောက်တော့ကျွန်တော်ကြံသေးတယ်ထင်ပါတယ်စာချုပ်ကကျွန်တော်မလွယ်ဘူးပေါ့နော်မလွယ်ဘူးဆိုတော့အသင်းဘက်ကလည်းအပြောင်းလဲကတော့ဟေးငါတို့ကကြံတဲ့နေရာတွေအရေးကြီးတဲ့အတွက်ဂိုးသမားနေရာကိုအဲ့လောက်ကြီးကြီးပြောင်းလဲလို့ရည်ရထားခြင်းမရှိဘူးဘာညာဆိုပြီးတော့ပြောနေတာတကယ်တမ်းကကျွန်တော်အနေနဲ့တရားပြန်ကြည့်ကြည့်အဲ့လောက်ကြီးကြီးကိုယ်တမကစိတ်ချလို့ရတဲ့အခြေအနေမျိုးကျွန်တော်ဟုတ်မနေဘူးခုနကပြောလိုပဲ playmaker တအူးခေါ်မယ်เนาะ ဘလိမေကတအုပ်ခေါ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကနေရုနံပါတ်10ပေါ့ဗျာခုနကကျွန်တော်ပြောတာကုညာတို့ဘာလို့ဖြစ်မှာပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ကကွင်းလင်ကစားမတယောက်ခေါ်မယ်တိုက်စစ်မှုတယောက်ခေါ်မယ်ပေါ့ဒီ၃နေရာကိုပဲအသင်းရဲ့ဘက်ကအဓိကဦးစားပေးပြီးကျွန်တော်ပြင်ထားတာဒါမှမဟုတ်ကျွန်တော်တို့မှာလိုအပ်ချက်တွေကအများကြီးပဲကျွန်တော်ပြောသလိုပဲ win backs တွေကျွန်တော်တို့ရှိတယ် win backs တွေနေရာမှာ patrick dogu dalo နဲ့ဘာမှလုပ်လို့ကျွန်တော်မရဘူးဘာမှကျွန်တော်လုပ်လို့မရဘူးနော်အကယ်လို့အဲ့ဒီ nero number 10မှာထားပါတော့ကုညာကိုခေါ်နေနေဆိုလို့ရှိရင်တော့မှပြီးပြီလား အဲ့ဒါမှလားကာနာချိုရဲ့အနာဂတ်ကဘာလို့မှလဲမာကတ်စထရက်ချိုရဲ့အနာဂတ်ကဘာလို့မှလဲအဲ့ဒါမှနော်အကယ်သူတို့ကိုလက်လွတ်မှလားဒါဆိုဘယ်သူနဲ့ပြန်ခေါ်မှလဲသူတို့နှစ်ယောက်စလုံးကိုလက်လွတ်ပြီးတော့ကိုညာတယောက်တည်းပြန်ခေါ်လို့ကတော့မကြိုက်သေးဘူးနော်ကိုညာကိုခေါ်ပြီးသွားပြီဟေးသူတို့နှစ်ယောက်ကိုလည်းလက်လွတ်တယ်ဟေးဆိုလို့ချင်းနောက်ထပ်တယောက်တော့ကျွန်တော်တို့ကနေရုံနံပါတ်မှာအစားအထိုးကိုထိုးရမှာတော့အတင်းဘက်မှာအလုတ်အလုတ်တွေတအားရှုပ်တယ်ပြန်လာမယ့်ຫນွေကဒါကိုအခုချိန်ထိမင်းမစားကြသေးဘူးနော်အတင်းမှာအတင်းမှာအခုချိန်ထိဘာအလုတ်မှန်ကျွန်တော်မလုံနိုင်ကြသေးဘူး ဘာလို့မှမလုပ်နိုင်နိုင်ကြသေးဘူးသူများအသိနည်းရဲ့ဘက်ကအသီးသီးကစားမတွေကျွန်တော်ခေါ်နေပြီနော်ကစားမတွေသဘောတူညီမှုတွေကြသွားလိုက်ဟေဝီကိုတွေဖြစ်သွားလိုက်နော်အပြီးတော့ခေါ်သွားလိုက်ရောကြီးတွေပြီးသွားလိုက်နဲ့ကိုတင်းရဲ့ဘက်ကအခုချိန်ထိဟိုလူကိုခေါ်ကျင်တာလို့လို့ဒီလူကိုခေါ်ကျင်တာလို့လို့ဒီနေရာကိုဦးစားပေးခေါ်ခေါ်ရမှာလို့ဘာလို့ကျွန်တော်ဖြစ်နေတုန်းချန်ပီယံစ်လိဝင်ခွင့်ရမရကိုစောင့်ရမယ်ဆိုတာမျိုးကမင်းအလကားပဲပုံမှန်ယာတီလေးကျွန်တော်သိနေတာပဲနေငယ်ငယ်လေးစင်းအောင်ငါလှုပ်လှုပ်နေစင်းအောင်ကြိုင်းစင်းအောင်ငါလှုပ်လှုပ်နေတယ် ယူနိုက်တက်ကြောင့်တင်းနေမှာလေဆိုမင်းတမျိုးနော်စင်ယုံနော်လိမ့်ပါလေသွားနော်အဲ့လိုမျိုးရှိရယ်ဗျာသိရမလားနော်ဆိုတော့ဟိုအချင်းကြီးကသိတယ်မလားနော်အဆင်မပြေဘူးအဆင်မပြေဘူးဆိုတော့ဘယ်လိုပြောမလဲနော်အတိုင်းနာတစ်ခုကြီးပေါ့နော်အသင်းနဲ့ပတ်သက်လို့ကတော့ကျွန်တော်ဒါပြောင်းတဲ့နေရာတွေကတော့ပြာကျွန်တော်ပြောင်းမှရမှာပဲเนาะပြောင်းတဲ့နေရာတွေကတော့အမှန်ကန်ကျွန်တော်ပြောင်းမှရမှာပဲဒါမှုနေတော့ကျွန်တော်အဆင်မပြေဘူးเนาะဆိုတော့ဒါကြောင့်အသင်းဘက်ကတော့ရှင်းနေဘူးသမားနေရာကိုအဓိကဦးစားပေးပြီးတော့ပြင်ဆင်ဖို့ပေါ့เนาะ ကျွန်တော်သာပြည့်မြတ်ထားတာချင်းမရှိဘူးဆိုပြီးတော့ကျွန်တော်သိရတယ်ဆိုတော့ Android ဦးနာနာနဲ့ပဲနှစ်ပါးသွားရအောင်မေဆိုလို့ရှိရင်တော့အမ်ပြင်ဆင်ထားကြပါဆရာသမားတွေเนาะမကြိုက်ဘူးမကြိုက်ဘူးဆရာသမားတွေဖုန်းတကိုရှင်လေးဆိုတော့ပြားတဲ့ဆက်ထားကြပါတဲ့เนาะမင်္ဂလာပါโอเคပါမင်္ဂလာပါအမ်343မှာပြားတဲ့အဓိကနေရာဖြစ်တဲ့ win back တွေပဲကစားမနေမှာတရင်မထွက်တာတော်တော်စိတ်ပြတ်ဖို့ကောင်းနေပြားတယ်เนาะ win backs တွေကတော့ကြည့်ရတာကတော့ left wing back မှာဆို Patrick Dugu right wing back မှာဆိုလို့ရှိရင် Ahmed Diallo နဲ့ပဲဆက်သွားဖို့များတယ်ထင်ပါတယ်အခုလက်ရှိဂါနာချူနဲ့နောက်ထပ် Nero number 10တယောက်တော့ခေါ်ပြီးသွားလို့ရှိရင်အသင်းဘက်ကတိုက်စစ်ကန်တာက striker တယောက်နဲ့တင်ပြီးသွားတော့မယ့်ချင်ဒီမျိုးပါဒါကျွန်တော်အမြင်ပေါ့နော်အခုချိန်ဒီအစွန်ကစားမားတွေကိုကျွန်တော်တို့ကဘာသတင်းမှမှကျွန်တော်တို့မထွက်တာအခုဘသူတွေသတင်းထွက်လဲကျွန်တော်တို့အစွန်နဲ့ပတ်သက်လို့ရှိရင် wing backs နဲ့ပတ်သက်လို့ရှိရင်ဘာသတင်းမှမထွက်ဘူး frame ball တို့လည်း liverpool ကိုရောက်တော့မယ် ူများအသင်းရဲ့ဘက်ကခေါ်နေတယ်ကျွန်တော်ပြောချင်းချင်းလေးဖရင်ပေါင်တို့ဘာလို့လီဗာပူးကိုရောက်တော့မယ်လီဗာပူးတင်းကချန်ပီယံဖြစ်ထားတဲ့အသင်းတော့ချန်ပီယံဖြစ်ထားတဲ့အသင်းဒါပေမဲ့နောက်ရသည့်တွေချက်ချင်းကိုပြင်ဆင်ပြစ်တာနော်အာဆင်နယ်တို့ဘာလို့ဆိုလို့ရှိရင်ဘာမှအခြေအနေမကောင်းဘူးနော်ဆိုတော့ဒါပေမဲ့လို့သူတို့အော်လက်ရှိမှာဇူဘမင်နီတို့ဘာလို့ခေါ်ပြီးသွားပြီဒီများအသင်းရဲ့အဲ့လိုရီယယ်မက်ထရစ်ပြကြည့်အခုလက်ရှိကျွန်တော်တို့ကအာနိုးကိုခေါ်ပြီးသွားပြီနော်ပြီးလို့ရှိရင်ကျွန်တော်တို့ကနော်ဟွိုင်ဆန်တို့ဘာလို့ကိုကျွန်တော်တို့ကခေါ်ဖို့အတွက်အခြေအနေကောင်းနေပြီဒီများအသင်းကအဲ့လိုမျိုးနော်ဒီများအသင်းကအဲ့လိုမျိုးဒီလားအခြေအနေက ဒီကိုတင်ရတော့အခုချိန်မှာတည်တယ်မလားဟိုလူခေါ်ရမှာလို့ဟိုလူလဲဟိုမှာကောင်းတာပဲဒီလူလဲဒီမှာကောင်းတာပဲဘာညာနဲ့ဖြည့်တွေးကြရင်းနေပဲเนาะကျွန်တော်တို့ဒါ16စက္ကွန်လောက်နေပဲအစင်း16စက္ကွန်လောက်နေပဲကျွန်တော်နေတယ်မနော်တိုင်းပတ်တော့မှာပဲเนาะโอเคဆိုတော့နောက်ခံလူ Aiden Heaven က Chelsea နဲ့ပွဲမှာကစားမဲ့လူစင်းတဲ့ကိုပါလာပြီဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဗောနော်ဂူသမားကတော့ Unana Bayern Tumhiden ဆိုပြီးတော့၃ယောက်စလုံးပြန်ပါလာတယ်နောက်တန်းနေရာမှာဆိုလို့ချင်း Mazdawi မကွိုင်းယာနော်မာစတာဝီမကွိုင်းယာလင်ဒီလော့ဖ်အေဒင်ဟေဗင်ဖရက်ဒရစ်ဆင်လူရှော့ပက်ထရစ်ဒူဂူဟယ်ရီအာမက်စ်တို့ကျွန်တော်ပါတယ်ကွင်းလယ်မှာလည်းကက်စမီရိုဥကာတီအရစ်ဆင်ခေါ်လျာမိန်နူမေဆန်မောင့်ဘရူနိုဖရန်နက်စ်ပါတယ်တိုက်စစ်ကလည်းအာမက်ကာနာချူရက်စမတ်ဝိုက်လန်ပေါ့နော်ဆိုတော့လူတော့ဗျာချဲစီနဲ့ပွဲအတွက်ကတော့အကုန်ခေါ်သွားတာပဲဒါကျွန်တော်တို့လက်ရှိဘိုလူဝဲသွားတဲ့အတိုင်းပဲအကုန်ခေါ်သွားတာပဲဒီထဲမှာမှာပွဲထွက်၁၁ရောက်ကိုဘူးဘူးယူမလဲတခုရှိတာကတော့ လူငယ်တွေကျွန်တော်တို့အနေနဲ့ပေါ့နော်လူငယ်တွေပါမသွားဘူးလူငယ်တွေပါမသွားဘူးမြေနော်ကုသမားဆိုလို့ချင်းလည်းပဲတို့ရောက်နောက်တန်းဆိုလို့ချင်းလည်းပဲမာဇရာဝီမကွန်းရလင်နီလော့အေဒင်ဟေဗင်ဖရက်ဒရစ်ဆင်ရှော့ဒိုဂူအာမက်စ်လူငယ်ဆိုလို့ဖရက်ဒရစ်ဆင်နဲ့အာမက်စ်ပဲပါတာနော်အာမက်စ်ဆိုလို့ချင်းဝင်းဘတ်နော်ဖရက်ဒရစ်ဆင်ဆိုနောက်တန်းပြီးကြတဲ့ဒါဆိုလို့ချင်းစီနီယာနောက်တန်း၂ယောက်ထိကျွန်တော်တို့ထည့်ရအောင်ပါပြီးလို့ရှိရင်ကွင်းလေကလည်းကက်စမီရိုဥကာဒီအေရီဆင်တိုဘီကောလီယာကိုဝီမင်းနုမေဆမ်မဖာနန်ဒက်ဆိုတော့ လို့ပြောရမလဲ။ Ugardi နဲ့ကျွန်တော်တို့ဒါ Bruno Fernandes တို့ပါလာအောင်မှာပဲ။ Mainu တို့ပါလာအောင်မှာပဲ။ Subi Kolia ပါညာလည်းထည့်မှာမဟုတ်ဘူး။ Taisei ကတော့ကျွန်တော်ဒီဟာပဲရှိတယ်ဆိုတော့လေတော်တော်တော့တိုင်ပတ်တယ်။ Chiro Obi တောင်းမှလူစင်းနဲ့မှပါမလာဘူး။စဉ်းစားကြည့်နော်။ Chiro Obi တောင်းမှလူစင်းနဲ့ကိုကျွန်တော်ပါမလာဘူး။ဆိုတော့တော်တော်တိုင်ပတ်ပါတယ်နော်တော်တော်တိုင်ပတ်ပါတယ်ကျွန်တော်တို့ဘိုလ်လူပွဲမှာကစားမဲ့နော်ပုံစံတိုင်းကျွန်တော်ကစားသွားဖို့ရှိတယ်ထင်ပါတယ် အမ်ဘူရင်လည်းအဆင်မပြေပါဘူးနော်အမ်ဘူရင်လည်းဒီပုံစံတိုင်းဆိုလို့ရှိရင်တော့မဟုတ်သေးဘူးစပါစပါလူစင်ညကြရင်ကြည့်နေစပါလူစင်ညကြရင်ကြည့်နေအမှန်ကန်သူတို့အပြောင်းလဲလှုပ်လာလိမ့်မယ်နော်ကိုရီးယားအဲ့လိုမဟုတ်ဘူးတော်တော်တိုင်ပက်ပါတယ်တော်တိုင်ပက်ပါတယ်နော်မဖြစ်တင်ဘူးဗျာသိတယ်မလားဒီတက်ပူပြီးတော့ကျွန်တော်ကအပြောင်းလဲတွေကကျွန်တော်လှုပ်အောင်မလူငယ်ကစားမတွေကိုနေရာပေးရမှာနော်ဘာတွေလူကျင်တယ်လဲဒီချဲစီတို့ဘာလို့ကျွန်တော်ပြောချင်တာကချဲစီတို့ဘာလို့ကိုနိုင်လို့နော်အသင်းကဘာမှဖြစ်သွားမယ်တယ်မှာပါမှာမဟုတ်ဘူး ဒီပုံစံနဲ့လည်းအဝေးဝင်မှနိုင်အောင်ကစားနိုင်မှာမဟုတ်ဘူးမြဲ့မြဲပွဲထွက်လူစဉ်အပြည့်နဲ့ကစားကစားเนาะလုံးဝနိုင်အောင်ကစားနိုင်မှာမဟုတ်ဘူးနိုင်လို့လည်းဘာမှဖြစ်မသွားဘူးဗျာဒါပေမဲ့လည်းအဲ့ဒီပွဲစဉ်မှာတုံးလိုက်တဲ့စီနီယာကစားမတချို့တိုင်ပတ်သွားတယ်ဆိုလို့ရှိရင် final ကတပတ်တောင်ကြာတော့တာမဟုတ်ဘူး final ကတပတ်တောင်ကြာတော့တာမဟုတ်ဘူးเนาะတော်တော်တော်တိုင်ပတ်တယ်เนาะ ambulin တော်တော်တိုင်ပတ်တယ်ဆိုတော့ဆောင်းတော့ကျွန်တော်ကြည့်ရမှာပေါ့လေเนาะဟိုဒေချာတာတကူကတော့စီနီယာကစားမအများစုကိုကျွန်တော်နေတော့เนาะဟိုတွေ့ရအောင်ပါပဲ နော်ဒါဘလူးမန်အစင်ပြည်နေတဲ့အရာမျိုးတွေကျွန်တော်မဟုတ်ဘူးနော်ဘလူးမန်အစင်ပြည်နေတဲ့ကျွန်တော်အရာမျိုးမဟုတ်ဘူးတော်တော်လေးကျွန်တော်တို့ဒါမဖြစ်တင်ဘူးပေါ့နော်အဖြစ်တင်အပြောင်းလဲတွေနဲ့ကျွန်တော်ကရှေ့ဆက်မဲ့အချိန်မျိုးမှာအပြောင်းလဲမလုပ်ဘူးဆိုလို့ချင်းတော့ဒါဟာမဟုတ်သေးဘူးဗျာနော်မဟုတ်သေးဘူးဒါမဟုတ်သေးဘူးပေါ့နော်အဲ United ဘက်မှာကျွန်တော်တို့ကလူငယ်ကစားမတွေလူငယ်ကောင်းဆုံးကစားမတွေကိုပေးတဲ့နေရာမှာ Jimmy Murphy Young Player of the Year ဆိုကို Harry Armas ကရရှိခဲ့တယ်ဆိုပြီးတော့ကျွန်တော်သိရတယ် ဂါနာချူကလည်းကျွန်တော်တို့ကအာဂျင်တီးနားလက်ရွေးစင်မှာပြန်ပြီးတော့ရွေးချယ်ခံရတယ်ဆိုတော့ကျွန်တော်သိရတယ်အာဂျင်တီးနားလက်ရွေးစင်မှာရွေးချယ်ခံရလည်းမင်းအရင်မှာပဲဘာမှမဟုတ်တာဟုတ်တယ်အတော့မှမကြတာနော်ဘာပဲမင်းအရင်ရွေးချယ်ခံရပြီးတော့မင်းထူးထူးခြားခြားကြီးဘာမှကျွန်တော်လုပ်နိုင်မှာတော့ကျွန်တော်မဟုတ်ဘူးပဲနော်ဟုတ်တယ်မလားနော်ဒီချိန်ကနောက်ပြီးလို့ရှိရင်တိုင်လာဖရက်ဒရစ်စင်ကလည်းလာဒဇင်ဟာရိုဝင်ပေါ့နော်ကျွန်တော်စုကို player of the year စုကိုရရှိခဲ့တဲ့ဘာညာပေါ့ဗျာဒါတွေကတော့လူငယ်ကစားမားတွေနဲ့ပတ်သက်လို့ပေါ့လေ ဆိုတော့ဆရာသမားဒီနေ့ဒီဒီရာဒီအပြောင်းရွှေ့မှာကျွန်တော်နေတယ်နော်ဘယ်လိုဘလောက်ထိကျွန်တော်နေတယ်မျောလင့်ထားကြလဲအတင်းအတင်းချင်းကြီးကကျွန်တော်ဒါအစင်ကလုံးဝပြည့်မနေဘူးဗျာနော်အတင်းကအစင်ကလုံးဝပြည့်မနေဘူးအားလုံးသိတဲ့တိုင်းပဲတော်တော်တော်တိုင်ပက်တဲ့အချင်းကြီးမျိုးမှာကျွန်တော်ရှိနေတာဟိုလူလည်းပဲတရင်ကဒီတိုင်းထွက်လိုက်ဒီလူလည်းပဲဒီတရင်ကဒီတိုင်းထွက်လိုက်နေနေကျွန်တော်ပြီးနေတာဘာမှထူးထူးခြားခြားအခုချိန်ဒီသူများရေလှုပ်တယ်လို့လုံနိုင်ခြင်းမရှိသေးဘူးနော်အပြေဟိုနွေရာဒီပြောင်းရွှေ့ဒီဘာဒီခဏမေ့ထားအောင်သူများတွေကအပြောင်းရွှေ့ဒီမတိုင်ခင်မှာ အမှန်ကန်လုတ်နေပြီနော်ဒီများတွေကအပြောင်းရွှေ့တွေမတိုင်ခင်မှာအမှန်ကန်လုတ်တွေလုတ်ပြနေပြီကိုရီးယားတော့ဟိုဗါလဲချန်ပီယံစ်လိဝင်ဝင်မတိကြသေးရတာနေနော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါဘယ်လိုပြောမလဲဒီဗါလဲချန်ပီယံစ်လိဝင်ဝင်မတိကြသေးရတာနဲ့ဟလာအာဟာနော်ဗါလဲဈေးကြီးရတာနဲ့ဟလာနော်ငါတို့ကဘယ်သူ့ကိုခေါ်ရမှာလဲဗျာကျွန်တော်ပြောချင်တာကဗျာဒီများသေးနေဆိုလို့ရှိရင်ရည်ရွယ်ချက်ကြီးကြီးနဲ့မင်းချနိုင်ကြပြီဟုတ်တယ်မလားချနိုင်ကြပြီ အော်ဟိုလူကိုခေါ်လိုက်ဒီလူကိုသဘောတူညီမှုရလိုက်နေအမှန်ကန်ဖြစ်နေကြပြီကိုရီးယားအခုချိန်ကြီးဘာမှမလုပ်နိုင်သေးဘူးအခုချိန်ကြီးဒီကိုညာနဲ့သတင်းထွက်လာတာမြေ3လလောက်ရှိပြီငါလောက်မှာကိုညာနဲ့သတင်းထွက်လာတာကျွန်တော်3လလောက်ရှိပြီအခုချိန်ကြီးဘာမှမလုပ်နိုင်သေးဘူးအေးအခုချိန်ကြီးကျွန်တော်ဘာမှမလုပ်နိုင်သေးဘူးဆိုတော့ဟိုလီဗာပူးတို့ဘာလို့ဆိုလို့ရှိရင်ဗျာအာနိုးထွက်ပြီးဟေးဆိုကြတဲ့ကမင်းဖရင်ပေါင်ကရပြီဖရင်ပေါင်ရှိမယ်မင်းအခုဆို Florian VS တို့ဘာလို့တော့မှသူတို့တွေကအမှန်ကန်လိုက်နေကြပြီဒါသာသူများတင်းကတာဖလားရသွားတဲ့အတင်းရဲ့အလုပ်ရက်တွေနော် ိုရီတင်းကကျွန်တော်တို့ဘာမှမလုပ်နိုင်ဘူး ACC ပဲကိုညာတညာကိုညာတညာကိုညာတညာနဲ့နေကျွန်တော်တို့ကတော့အချိန်ကြီးပြီးသွားမှာသိလဲနော် Okay ဆိုတော့အဲကျေးဇူးများကြီးတင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဆိုတော့ဒါကတော့လက်ရှိကျွန်တော်အနေနဲ့ဒါအသင်းနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့သတင်းလေးတချို့ပေါ့လေဆိုတော့နေကင်းမှာဆိုလို့ချင်းလည်းပဲကျွန်တော်အသင်းနဲ့ပတ်သက်တဲ့သတင်းတွေကျွန်တော်ထပ်ပြီးတော့ဒါတက်လာဖို့ရှိပါတယ်အဲ့ဒါနဲ့ပတ်သက်ကျွန်တော်ဆက်ပြီးတော့တွေ့ကြပါမယ်ကျင်းကျင်းကျည်360ကျော်ရှိပါတယ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုဒီမှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ